အလုတ်စူးစားကြတာကြောင့်ရိုးရိုးဈေးတဲ့ဘွားကနေပတ်စံ300ချီဝင်နေတဲ့အထိချမ်းသာသွားကြတဲ့ဆယ်လီမမများမြန်မာနိုင်ငံမှာဆိုရင်လူမှုကွေရန်ဆမ်မနာမှာနာမည်ကြီးလာတဲ့လမ်းဘေးဈေးတဲ့တော်တော်များများကိုတွေ့ရမှာပါသူတို့ကိုလမ်းဘေးဈေးတဲ့ဆိုပြီးတော့လည်းအထင်သေးလို့မရတာပါလမ်းဘေးဈေးတဲ့တွေဟာသူတို့ရဲ့ဈေးဆိုင်လေးတွေကိုအင်တာနက်ပေါ်မှာတင်ရင်းနဲ့နာမည်ရသွားကြတာပါဒီနာမည်ကြီးတဲ့နောက်ကွယ်ကမတူညီကြတဲ့ဘဝဆက်ကြောင်တွေဘလောက်ဒုက္ခခံခဲ့ရတယ်ဆိုတာသိသွားကြပြီးရင်နောက်မှာတော့လူတွေရဲ့အထင်ကြီးလေးစားမှုကိုရရှိသွားကဝယ်လိုအားတွေပါမြင့်တက်လာခဲ့တာဖြစ်ပါတယ်နံပါတ်1အကျော်ဆိုင်ပန်ရှင်ဝိုင်းချုံမှာ လက်ဗလန်မနိုင်ငံမှာအမှုပညာရှင်တွေဆယ်ရီတွေသွားရောက်ပြီးတော့အားပေးရတော့တဲ့ကိုအောင်မြင်မှုတွေရရှိထားတဲ့ဆိုင်လေးကတော့ဝိုင်းချုံမအကျော်ဆိုင်လေးပဲဖြစ်ပါတယ်။ဝိုင်းချုံမတယောက်ဟာတက္ကသိုလ်ကျောင်းတော့ပြီးအောင်မတက်နိုင်ခဲ့ပဲဖခင်နာမကျန်းဖြစ်နေတာကြောင့်အင်္ဂါစီဝိုင်းရိုင်နဲ့သွားခဲ့တာကြောင့်သူကိုယ်ရင်စီဝိုင်းကိုစတင်လောက်ကိုင်းခဲ့တာပါ။သူမကအသက်ငယ်ငယ်နဲ့အကျော်ဆိုင်လေးတွေကိုညတော်ကောင်မှစတင်ဖွင့်လိုက်တာပါ။နောက်ပိုင်းမှာတော့သူမကျော်တွေကတခြားကျော်ဆိုင်နဲ့မတူဘဲနဲ့လက်ရကတမှုထူးနေတာကြောင့်စားသုံးသူတွေအကြိုက်တွေ့ကြရတာပါဝိုင်းချုံကတရက်မှာကြောင်းရတဲ့အကျော်ရည်အတွက်6000ဒီပါလောက်ကိုရှိပါတယ် တရက်ကို3900လောက်ရအောင်ခုဆိုရင်3000လောက်တန်ဖိုးရှိတဲ့အိမ်ကြီးပါဝင်3900ရန်ကြော်ဆိုင်ကိုလည်းပိုင်ဆိုင်ထားခဲ့ပါပြီမိဘပေါ်တည်တတ်တဲ့သမီးလိမ္မာလေးဝိုင်းချုံမှတော်တော်တော်ကိုဂုံယူဖို့ကောင်းပါတယ်နံပါတ်2အချင်းပေါင်းတဲ့ဖတီးမှာမြန်မာနိုင်ငံကဖောက်တဲ့အာယောဖန်းစားနိုင်ခဲ့တဲ့လမ်းမေးဆေးတဲ့ဆယ်လီယင်နဲ့မှာပထမဆုံးတောင်းကတော့ဖတီးမအချင်းပေါင်းလေးပဲဖြစ်ပါတယ်ဖတီးမအချင်းပေါင်းဆိုင်လေးကမန္တလေးမြို့ဥပိန်ဒရာနီမှာပဲတပ်များသီးတုပ်တွေကိုရောင်းချခဲ့တာပါဖတီးမဒီလိုမျိုးရောင်းချပေးခဲ့တာကတော့သူမကိုယ်တိုင်ကမိဖွားကန်ဒီကိုဝင်တဲ့ဖြစ်တာကြောင့် ချင်းချင်းတက်ရံကနေသူကိုယ်တိုင်လှူဆောင်စီရံကနေစတင်ခဲ့တာပါနောက်ပိုင်းမှာတော့မြန်မာနိုင်ငံသားတွေအကြိုက်အချင်းပေါင်းကိုဈေးကွက်တဲ့တွင်းခဲ့တာပါဖတိမကအောင်မြင်ရတဲ့နောက်ပိုင်းမှာ delivery သမားတွေနဲ့မှာစားကြတဲ့သူတောင်ရှိကြပါတယ်။ဖတိမကတရက်ကို30နီးပါးလောက်ကိုရရှိသွားတာကြောင့်ခလေးမွေးပွားဆေးတက်ကောဝမ်းရည်အတွက်ပါခူလုံသွားပါပြီ။သမားရဲ့ကြမ်းရှိနေတဲ့အကျွေးကိုလည်းကြီးနိုင်ခဲ့တာပါ။နောက်ဆုံးပြောရရင် လမ်းမင်းဆေးတဲ့တယောက်နေဒီလိုချင်းလေးတယောက်စူးစမ်းနိုင်တဲ့အခြေအချင်းကတော့ချီးကျူးအားကြောင့်တော့ကောင်းနေပါပြီ။နံပါတ်3မွေးငါးဆိုင်ပိုင်ရှင်ရဲလေးမှာ ရဲလေးမဝင်ကားဆိုင်လေးကလည်းလူတွေမထင်တော့အောင်ဝင်ရောက်ရတယ်မြစ်တရာခုဆိုရင်ဆိုင်ခွဲပေါင်းများစွာကိုဖွင့်လှစ်ထားနိုင်ပါပြီ။ရဲလေးမကအရင်ကရုပ်ရှင်ခါးကားထဲမှာဇဘိုတယောက်ဆောင်တို့ဖြစ်ခဲ့ရပါဘူး။ဇဘိုတယောက်ဖြစ်ပေလည်းနာမည်ရအောင်မြင်သွားတာမျိုးမရှိခဲ့တာကြောင့်ဝင်ဝင်မြပဲနေစင်းရဲစားစင်းရဲခဲ့ရတာပါ။ဒါပေမဲ့လည်းရဲလေးမကတော့ဘဝအောင်အရှုံးမပေးပဲသူတက်နိုင်တဲ့လောကနဲ့မဝင်ကားဆိုင်လေးတွေဖွင့်ခဲ့ပြီးတော့လက်ရကလည်းသူမတူအောင်ကောင်းတာကြောင့်စားသုံးသူတွေများပါတယ်။ဈေးကိုလည်းလူတန်းစားမီးစားနိုင်အောင်အသင့်အင့်ထားရှိပေမဲ့လည်းရဲလေးမရဲ့စေတနာမြတ်တာတွေကိုလည်းတစ်ချိန်တည်းတွေးမြင်နိုင်ပါတယ်။ အလို့ပညာရှင်မောင်နှမတွေကဇာဟာလာရောက်အားပေးကြတာကြောင့်ရောင်းအားတွေတဟုန်ထိုးမြင့်တက်လာခဲ့ရပါတယ်။နံပါတ်၄ကိုရံတဲ့ဆယ်လီမာလီချယ်ရီတိတော့ပေါ်မှာနံပါတ်ကြီးကဆယ်လီဖြစ်သွားတဲ့ကိုရံနံပါတ်လီချယ်ရီကတော့လမ်းမင်းစည်းတဲ့အဖို့တကယ်ကိုအားတက်စရာဖြစ်ခဲ့ပါတယ်။ချယ်ရီကကိုရံရောင်းရင်းနဲ့တိတော့အပြောဆိုရင်ချစ်ဖို့ကောင်းတဲ့မျက်နှာအမူအရာလေးတွေကြောင့်ပူရိသားနေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရတာပါ။ချယ်ရီကအစမှလည်းချမ်းသာနေကြတာမျိုးမဟုတ်ပါဘူး။သူကကိုရံရောင်းလို့ရတဲ့ပတ်စံ၃၀၀၄၀၀လောက်ကိုနေ့တိုင်းစုခဲ့ပါတယ်။ဟိုးရင်ကလေးကရွှေတစ်ချက်ကိုရွှေဈေး၁၂သိန်းလောက်ခရီးဝယ်ယူနိုင်ခဲ့ပြီး အခုဆိုရင်300တိုင်းကားတစ်စီးကိုတော့ဝယ်ယူနိုင်ခဲ့ပါတယ်။ဒီလိုဝယ်ယူနိုင်ခဲ့တာကလည်းမိခင်ကြီးရဲ့ရွှေလက်ကအကွင်း300ရဲ့ကုကြီးကြောင့်လည်းပါတယ်လို့ပြောလာတာပါ။ဒီလိုအကွင်းရရောင်းနေရင်ကလည်းကားတစ်စီး300တိုင်းကိုဝယ်စည်းနိုင်တယ်ဆိုတာတော့ scale နဲ့တော့မရပါဘူး။ချေတယောက်ဒီလိုအခြေအနေရောက်ရှိနေတာကိုမနာလို့တည်းရလည်းများများခဲ့ပါတယ်။သူတို့ခြေနေကိုကြည့်ရှုကအားကျနေတဲ့တွေလည်းနိုင်ငံသားမှာတောင်းရောက်လုကင်မှုတော့စဉ်းစားနေကြပါပြီ။နိုင်ငံသားမှာလုကင်တာမှာသူတို့လောက်တော့မရရှိတာကြောင့်မြန်မာနိုင်ငံမှာသာနေထိုင်ကစေအောင်စားဖို့ကြံနေတဲ့တွေလည်းရှိနေပါတယ်။ ဒီဗီဒီယိုမှာပြပြပေးခဲ့တာကတော့လမ်းမင်းစီးတဲ့ဘဝကနေပတ်စံလေးသိန်းထောင်ချီချမ်းသာသွားခဲ့တဲ့ဆယ်လီလေးယောက်ပဲဖြစ်ပါတယ်။နောက်ကျန်ရှိနေတဲ့ဆယ်လီလေးရဲ့အရှင်နဲ့ပရိသတ်တွေအမြင်လေးကိုလည်းပြပြသွားခဲ့ကြပါအောင်ရှင်။